ဒီနေ့မှာတော့ကျွန်တော်ကမြန်မာနိုင်ငံလူတွေရမ်းကြိုက်ကြတဲ့လက်ဖက်ရည်ကိုဘယ်ကနေဘယ်လိုစပေါ်ခဲ့လဲဆိုတဲ့အကြောင်းဘူးတူတာအနေနဲ့ပြောပြပေးချင်ပါတယ်။ဗီဒီယိုလေးမစခင် channel လေးကို like and follow လုပ်တော့ပေးကြပါဦး။ လဖက်ရည်ကိုစတင်တွေ့ရှိခဲ့တဲ့နိုင်ငံတော်တရုတ်နိုင်ငံပဲဖြစ်ပါတယ်။လဖက်ရည်လို့ပြောတဲ့နေရာမှာလည်းနေရာဒေသကိုလိုက်ပြီးလဖက်၆ကိုရည်နှွေးနဲ့စိန်ထားတာကိုလည်းလဖက်ရည်လို့ခေါ်ကြပြီးတချို့ဒေသတွေမှာဆိုရင်နှုတ်နဲ့ဖြောတဲ့ ျွန်တော်တို့စိုင်းနေမှာထိုင်တောက်ကြတဲ့ဟာကိုလက်ဖက်ရည်လို့ခေါ်ကြပါတယ်ခုစပြီးရင်ပြပြမှာတော့အာလုံရဲ့မူလအစဖြစ်တဲ့ရေပူတွေကိုလက်ဖက်ချောက်ထည့်တောက်ရတယ်ရင်းနှွေးကြမ်းအနေစပြောပါမယ်လက်ဖက်ရည်ကိုစတင်တွေ့ရှိခဲ့တဲ့နိုင်ငံကတော့ကျွန်တော်တို့ရဲ့အိမ်ကြီးချင်းတရုတ်နိုင်ငံပဲဖြစ်ပါတယ် BC 59ခုနှစ်လောက်မှာတရုတ်နိုင်ငံမှာစတင်တွေ့ရှိခဲ့တဲ့ဆိုပြီးအစောဆုံးမှတ်တမ်းတင်နိုင်ခဲ့ပေမဲ့လည်းအဲ့ဒါထက်လည်းပိုစောနိုင်နေဆိုပြီးဖော်ပြကြပါတယ်လက်ဖက်ပင်ရည်မူရင်းဒေတာတွေကတော့ AIW မြပြခံရမြန်မာနိုင်ငံရှေ့မြောက်ပိုင်းဒေတာတွေ တရုတ်နိုင်ငံနေဆက်တွေနဲ့ချမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေဖြစ်ကြရလို့သိပ္ပံပညာရှင်တွေကဖော်ပြကြပါတယ်။လဖက်ရည်စတင်ဖြစ်ပေါ်ခဲ့ပုံကိုဆက်ပြောပြပါမယ်။ဒီနေရာမှာလည်းဇလန်အကွက်ရှိနေရမလို့ဧည့်သည်တို့ကိုပြောပြပေးသွားပါမယ်။ BC 2939ခုနှစ်ကတရုတ်နိုင်ငံမှာ Egration Nun ဆိုတဲ့ဘီယင်တစ်ပါးရှိခဲ့ပါတယ်။အဲ့ဒီဘီယင်ကတော်တော်လေးကိုထက်မြက်တယ်လို့လည်းဖော်ပြထားကြပါတယ်။ Egration Min ဟာတနေ့မှာတိုင်းငန်းလဲလဲရင်းနဲ့ဂျွာဒူယွာမှာခဏနားနေခဲ့ပါတယ်။အဲ့လိုနားနေတဲ့အချိန်မှာပြင်းမှန်းလာကြတဲ့ လူတွေရောမြင်းတွေရောတောက်တုံးကြဖို့ရင်နှွေးကိုအိုးအကြီးကြီးနဲ့ကြိုးပါတယ်။ရင်နှွေးကြိုတဲ့အခါမှာအိုးဖုံဖွင့်နှားမိတာကြောင့်ဘီနာကလက်ဖက်ပင်မှာရှိတဲ့အရွက်တွေဟာအပင်မောကနေခြွေကျလာပါတယ်။အဲ့ဒီခြွေကျလာတဲ့လက်ဖက်ရွက်တွေဟာရင်နှွေးအိုးထဲဝင်ကုန်ပါတယ်။အရင်လက်ဖက်ပင်ဟံပေ30ဝန်းကျင်မြင့်ရှိရလို့လည်းဖော်ပြကြပါတယ်။အရွက်တည်ရင်းနှွေးဦးထဲဝင်သွားပြီးခဏကြာမှတော့ရင်းနှွေးဦးထဲကနေရမ်းမွေးရဲ့အနံထွက်လာပြီးရေကလည်းဝါချင်းချင်းဖြစ်သွားတယ်ဆိုတော့သတိထားမိခဲ့ကြပါတယ်။ ဒေါင်မြင်သွားတဲ့ဘရင်ကလည်းစိတ်ဝင်စားသွားပြီးပထမမှာတော့မြင်းတွေကိုတောက်တုံးစေခဲ့ပါတယ်မြင်းတွေကလည်းကြိုက်နှစ်သက်စွာတောက်နေကြတာကိုမြင်တဲ့အခါဘရင်ကြီးကလူတွေကိုပါတောက်တုံးစေခဲ့ပါတယ်လူတွေတောက်တုံးလိုက်တဲ့အခါမှာလမ်းဆက်မှုကိုခန်းစားလိုက်ရပြီးပင်မနှွမ်းနေမှုတွေကပါရော့ကျသွားတာကိုသိခဲ့ကြပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့လူတွေကရည်မြွေးချမ်းဆိုတာကိုတတိထားမိခဲ့ကြပြီးယခုအချိန်ထိတောက်တုံးလာခဲ့ကြတာလည်းဖြစ်ပါတယ် ီလိုနဲ့လက်ဖက်ရည်ဟာကဘာရဲရဲကိုစတင်ပြန့်နှံ့လာခဲ့ပါတယ်။အာရှတိုက်မှာဆိုရင်အိန္ဒိယနဲ့ဂျပန်ကိုဥစွာပြန့်နှံ့ခဲ့တယ်လို့ဖော်ပြကြပါတယ်။ဂျပန်နိုင်ငံကိုတရုတ်နိုင်ငံက900စုလောက်မှာလက်ဖက်ရည်ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့ဗုဒ္ဓဘာသာဖုံးတော်ကြီးတွေကနေတဆင့်ပြန့်ပွားကဂျပန်လက်ဖက်ရည်တောက်ပွဲချာနိုယူလိုမျိုးရွေးရရင်ချေမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။၁၆ရာစုနဲ့၁၇ရာစုကိုရောက်မှာတော့ Dash နဲ့ British ကုန်တယ်တွေကနေတဆင့်ဥရောပကိုရောက်ရှိခဲ့ပါတယ်။၁၉ရာစုနှစ်တည်းမှာဆိုရင်ပြည်တိမ်မှာလက်ဖက်ရည်တောက်သုံးမှုကမြန်မြန်ဆန်ဆန်ပဲပြန့်နှံ့လာခဲ့ပါတယ်။ ဆက်ကိုရစုကိုရောက်မှာတော့အိန္ဒိယနဲ့တူရီလင်ကလို့ကိုလိုနီနယ်မြေတွေမှာလက်ဖက်ချောက်စိုက်ပျိုးရေးလုပ်ငန်းတွေကိုတိုးချဲ့ခဲ့ကြပါတယ်။ဒီလိုနဲ့လက်ဖက်ကကဘာလုံးဆိုင်ရာကုန်သွယ်ရေးပစ္စည်းတစ်ခုဖြစ်လာခဲ့ပြီးတကဘာလုံးကိုရောက်ရှိသွားခဲ့ပါတယ်။နောက်ထပ်ဆက်ပြီးပြောပြချင်တာကတော့ဆိုင်မန်ထိုင်တောက်တဲ့နိုးနယ်ရောဆက်ဖြော်ရတဲ့လက်ဖက်ရေးအကြောင်းပဲဖြစ်ပါတယ်။နိုးနယ်လက်ဖက်ရေးရန်ကိုစတင်ရောဆက်တောက်တုံတဲ့ဒေတာတွေကတော့ဟိမဝန္တာဒေတာ၊တိဘက်၊မွန်ဂိုလီးယားတို့ဖြစ်တယ်လို့ဖော်ပြကြပါတယ်။နိုးရောလက်ဖက်ရေးပန်းစားလာတဲ့နိုင်ငံတွေထဲမှာဂီတိန်နိုင်ငံလည်းပါဝင်ပါတယ်။ 1662ခုနှစ်မှာပေါ်တူဂီမင်းသမီးကက်တရင်းကအင်္ဂလမင်ချာသက်စကန်နဲ့လက်ထပ်တဲ့အခါတရုတ်လက်ဖက်ရည်ဘွက်တွေကိုခန်းဝင်ပစ္စည်းဖြစ်ယူဆောင်လာခဲ့ပြီးနန်းရွှဲမှာလက်ဖက်ရည်တောက်တဲ့လေးထောက်စတင်ခဲ့ပါတယ်။လက်ဖက်ရည်အပူလွန်တာကြောင့်ကျွေးခွက်တွေအပူလွန်ပြီးကွဲသွားမှာဆိုတဲ့အတွက်အီးနေတဲ့နွားတို့ခွက်ထဲရင်ထည့်တဲ့လေးထောက်စတင်ခဲ့ပါတယ်။ဗြိတိသျှတွေကိုလိုနီအင်ပါယာကြီးထွားလာတဲ့အချိန်မှာအိန္ဒိယတီရီလင်ကကင်ညာစတဲ့နိုင်ငံတွေမှာလက်ဖက်ချောက်တွေကိုစိုက်ပျိုးပြီးကမ္ဘာနှံ့ကိုနိုယောလက်ဖက်ရည်ရင်ကျေမှုရောက်ရှိခဲ့တယ်လို့လည်းဆိုကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လက်ဖက်ရည်အချို့တောက် ောက်တုံးကြတဲ့ယဉ်ကျေးမှုကလည်းဗြိတိရှားတွေရဲ့လွှမ်းမိုးမှုကနေဆင်းသက်လာတယ်လို့ယူဆကြပါတယ်။တိဘက်၊နီပေါ၊မွန်ဂိုလီးယားနိုင်ငံတွေမှာဆိုရင်ဂျာဒီဥတို့အလုံးအေးလွန်းတာကြောင့်နှွေးထွေးစေဖို့အာဟာရနဲ့အစီတက်ကိုရစေဖို့အတွက်နွားနို့၊ဒါမမုတ်၊ထောပတ်စတာနဲ့လက်ဖက်ရည်ကြမ်းကိုရောပြီးတောက်တုံးခဲ့ကြပါတယ်။အိန္ဒိယမှာဆိုရင်လည်းနွားနို့၊တကြား၊ဟင်းခက်မွေးကြိုင် ်ဆိုင်နဲ့ရောနှောပြီးတော့အရတာကောင်းမွန်အောင်ပြုလုပ်ပြီးတောက်သုံးခဲ့ကြပါတယ်မြမမာဆိုရင်လည်းအားလုံးတိကျတဲ့အတိုင်းနွားနို့နို့စီနို့စိန်ဆိုင်နဲ့ရောဆက်ပြီးရတာကောင်းမွန်အောင်ပြုလုပ်ခဲ့ကြပါတယ်အဲဒါကြောင့်လက်ဖက်ရည်အချို့အားဆိုရင်ကိုနေတဲ့ data နဲ့လိုက်ပြီးကိုအကျိုက်ပုံစံဖြစ်အောင်ပြင်ဆင်တောက်သုံးခဲ့ကြတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့လူတော်တော်များများကြိုက်ကြတဲ့လက်ဖက်ရည်ရဲ့တမိုင်းကြောင်းကိုကျွန်တော်လေးလာမိတဲ့လောက်ပြန်ပြီး sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပြောတာနဲ့ကွဲလွဲပြီးတည်ထားတဲ့တမိုင်းကြောင်းတွေကိုလည်း comment မှာပြောသွားခဲ့ကြလို့ရပါတယ်ထပ်တည်ခြင်းတဲ့အကြောင်းအရာတွေရှိရင်လည်းမေးလို့ရပါတယ်အသက်နိုင်ဆုံးလေး လာပြီးပြန် sharing လုပ်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများရည်တင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်တွေ့ကြပါမယ် Peace out